Facebook ပေါ်မှာပေးလိုက်တဲ့ live reaction တခုကတင့်ကိုအကျဉ်းထောင်နေပို့နိုင်နေဆိုရင်ယုံနိုင်မလားမြန်မာနိုင်ငံမှာတော့စစ်ကောမရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်သူမှန်သမျှကိုနှုတ်ပိတ်ဖို့အတွက်ဥပဒေကိုလက်နက်တပ်ဖွဲ့အသုံးပြုပြီးအကြီးကျယ်ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်အမှုပညာရှင်တွေအပါအဝင်ပြည်သူ၁၆ဦးထိဖမ်းခံရပြီးအမှုဖွင့်ခံရသူဟာ80နီးပါးထိရှိလာခဲ့ပါပြီနောက်ဆုံးဖြစ်ရအနေနဲ့ပြောရရင်စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဆက်ကားကိုဝေဖန်သုံးသပ်ခဲ့တဲ့အတွက်နမေကျော်ဒရိုက်တာမိုက်တီ ဇက်ပိုတရုတ်ဆောင်ဦးကျော်မင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုအော်တိုဘာလ29ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့သူတို့ကိုတက်မတော်ပေါ်ထောက်ခံမှုမရှိဘဲဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်လို့ပါအကြောင်းပြချက်တက်ဖော်ပြထားပါတယ်။ပိုပြီးအံ့ဩစရာဖြစ်ပျက်ကတော့အဲ့ဒီဝါဒဖြန့်ကားကိုဝေဖန်ထားတဲ့ Facebook post တစ်ခုကို live reaction ပေးခဲ့တဲ့အတွက် writer အောက်ချမ်းလူကိုထပ်မံဖမ်းဆီးသွားရဆိုတဲ့သတင်းတွေထွက်ပေါ်နေတာပါပဲ။ဒါဟာဝေဖန်ပြောဆိုသူတို့မှာကထောက်ခံအားပေးသူကိုပါပြစ်မှတ်ထားလာပြီဆိုတဲ့သဘောဖြစ်ပါတယ်။ စစ်ကောင်မရှင်ပြောခွင့်ရဇော်မင်းထွန်းကတော့ရွေးကောက်ပွဲကိုဝေဖန်သူမှန်သမျှကိုထိရောက်ပြင်ထွက်စွာအရေးယူမယ်လို့တရားဝင်ချင်းချောက်ထားပါတယ်